ိုယ်ကိုဦးစားပေးဖို့လိုအပ်တယ် self priority so အမြဲတမ်းကျွန်တော်ဆိုမေးရဲဒါနဲ့ကလည်းပါယူမလဲ choice ယူတခိုင်းတဲ့အချိန်မှာရရတယ်အဆင်ပြေရယူမယ် no life မှာအဆင်ပြေရရတဲ့ lifestyle တစ်ခုနဲ့ကိုယ်နဲ့အကျွမ်းဝင်သွားလိမ့်မယ်ဒါကြောင့် take it what you like ကိုကြိုက်တာကိုအဆင်ပြေရယူကိုယ်စိတ်ထဲမှာပန်းအောင်လေးကြိုက်နေပန်းအောင်လေးကောက်ယူလိုက်ကိုယ်စိတ်ထဲမှာအနီအောင်လေးကြိုက်နေအနီအောင်လေးကောက်ယူလိုက်ဒါကိုယ့်ကို chance ပေးနေတာဒါလေးပါယူမလဲဆိုတော့ chance ပေးနေတဲ့အချိန်မှာအဲ့ပေးတဲ့ chance လေးကိုကိုက ို့အတွက်ကိုကို grab လုပ်လို့ရတယ်။ဒါပေမဲ့ including me အမကိုယ်တိုင်ကလည်းတမိအကြီးဖြစ်ခဲ့တဲ့အချိန်မှာဘဝမှာအငယ်တွေဦးစားပေးရမယ်ဆိုရယ် lifestyle မှာကြီးခဲ့တော့ကိုယ့်အတွက်ကိုယ်ကိုဆိုဦးစားမပေးခဲ့ဘူးဆိုတော့ဦးစားမပေးမပေးနဲ့ claim တွေလည်းဖြစ်ရောပို့ဆိုရောပို့ဆိုတဲ့အချိန်မှာ not backward ကိုပြန်ရောက်ပြီးတော့ကိုယ့်အတွက်နေရာဆိုတာဘယ်နေရာမှမသိတော့ဖြစ်သွားတယ်ဆိုတော့ကိုယ့်အတွက်ကိုလိုအပ်တဲ့ဟာကိုလည်းကိုရအောင်ယူမှဖြစ်မယ်ကိုလဲသွားပြီဆိုတာနဲ့ ကိုဘာမှမလုပ်နိုင်တော့ကိုဘာမှမလုပ်နိုင်တော့ဆိုတာနေကိုမိသားစုပြိုလဲတာမျိုးကိုသားသမီးအဆင်မပြေတာမျိုးကို team ကို business and then next ကို community တခုလုံးလဲမယ်ဆိုတဲ့ဟာမျိုးဟာအဆင်မပြေတဲ့အချိန်မှာ later i pride is on sobriety ကိုတက်ကိုကိုအမြဲတမ်းဦးစားပေးတဲ့ဟာကိုကျွန်တော်စပြီးတော့ကျင့်သုံးလာတယ်လူတွေက sobriety လို့ပြောလာရင်အတ္တကြီးရယ်ကိုအတွက်ကိုပဲတည်ရယ်ဆိုတဲ့ဟာမျိုး ਨੇ ထင်ထက်ကြတယ် slightly intention ပေါ်မှာ motive ပြီးတော့ slightly different မတူ ကိုအတွက်ကို ကိုတကယ်လိုအပ်လို့ကိုခန္ဓာကိုယ်ကတောင်းဆိုလို့ကိုတကယ်မဖြစ်မနေလုံးဝဖြစ်တာမျိုးကိုကို asset priority ထားတယ်မဟုတ်ဘဲနဲ့အမြဲတမ်းအတားကြီးဒါလဲငါရမှာဒါလဲငါယူမှာအဲ့ဒီ ego ကလာတဲ့ intention နဲ့ self priority မဟုတ်ဘူးနော်